ပြပြကျွန်တော်တို့ရေးဆေးခဲ့ပြီเนาะရေးဆေးလိုက်တဲ့ပြောင်းလဲခြင်းနဲ့အချောက်ကြီးတဲ့ပြောင်းလဲခြင်းเนาะကဲအနာတွေလည်းများလာတယ်เนาะအရန်ကိုကျွန်တော်ကွာချားတယ်เนาะပြကြရင်ကျွန်တော်တို့မီးထိုးမယ်နော်ဒီပူရမှာစမ်းပေါက်ကလေးနဲ့ပြည်နော်တစ်ချက်ပြန်ကြည့်ပါတော့။ကဲအဲ့ကျတော့ကျွန်တော်မီးဟက်ပြီးတော့ထိုးကြည့်လိုက်ကြအောင်။စတွေ့ပြီဗျာအကြည်ပေါက်တွေနော်။အဲ့ဒီအကြည်ပေါက်တွေကတော့ကြောင်တောက်ချေးစီတယ်။နောက်တစ်ချက်ရေရှေ့ရပူတွေကိုဖိုင်ရအခွင့်အရဖြစ်ပေါ်တဲ့စမ်းပေါက်ကလေးတွေနဲ့တွားပြီးအားပြိုင်နေပြီ ဒါပေမဲ့ကျွန်တော်ပြောခဲ့တယ်လို့ကြောက်မျိုးတန်းတော့မစိုးဘူးလို့ကျွန်တော်ရဲ့ဗဇက်ကနှုတ်ကထွက်တဲ့အတိုင်းပဲကြောက်ကအနည်းဆုံးတော့ခါတော့ရှိနေပြီเนาะဆမ်းဖို့ဆိုတာကတော့တဆမ်းဖြစ်ဖို့ကတော့တိတ်လွယ်မလွယ်တော့အားပြိုင်နေပြီဆိုတော့ဗျာเนาะနောက်တစ်ခုခွင်ရလဲပါတော့ကြာတော့ရှေ့ကပြောတယ်လို့ပဲယူဟိုပါပေါ့เนาะယူနာလေးတွေဝင်ဖို့လဲအားကောင်းနေပြီအဲ့ဒီကြာတော့ကြောက်ကတိတ်တော့မလွယ်ဘူးပေါ့ဗျာ တင်းလင်းတင်းရဲဆိုတာเนาะကဲကဲเนาะမိကဘလို့ပြပြဘလို့ပြပြเนาะအဲ့ကြတော့ကျွန်တော်တို့ပိုးသေးကြအောင်လို့ကျွန်တော်ပွတ်ပြပေးမိဗျာเนาะဒါပေမဲ့ညို့တော့ညို့မှာเนาะကြောင်ကားတော့ဒါပေမဲ့ခါလောက်ပဲဖြစ်တော့မယ်အကျဲတက်လည်းရှိနေပြီအဲ့အကျဲပေါက်ကလေးတွေနဲ့အစီပေါင်းနဲ့အပြိုင်မီအဲ့ဒီကြတော့ယိုးနာလည်းရှိတယ်ဆိုတော့ကဲဟုတ်မဟုတ်လွတ်တဲ့နေရာလေးကျွန်တော်ဟိုကွန်ဆက်နဲ့ဗျာเนาะကွန်ဆက်နဲ့ကျွန်တော်ကစားကြည့်ခဲ့မယ်เนาะโอเคเนาะနောက်ဟာပြန်လာမယ်เนาะကျေးဇူးပါကဲဗျာเนาะကျွန်တော်ကတော့ပုတ်ခဲလိုက်ပြီเนาะ ကြီးကြီးပုတ်ခလိုက်တာအဲ့ဒါလေးကိုဟိုပြောရမယ်ဆိုရင်တော့ဒါနေနေခင်းနေပနာနဲ့ပေါ့နော်ဒါမွန်းတဲ့နေခုံပေါ့အဲ့နေနဲ့ပြပေးတာ နော်ဒါကြီးလေးလေးနဲ့ခတ်မြလာစီလေးနဲ့နော်အဲ့ဒါကရှေ့ရဗီဒီယိုတွေရဲ့ဒါဟိုစမ်းပေါက်အစီလေးကောင်းလို့ပေါ့နော်ဟိုကြောက်ကတော့ခါပဲနော်ဒါကိုနေပဏနဲ့ပြရတော့ပြောင်းလဲသွားတယ်နော်ဟိုပြကြတော့ဒီတိုင်းလေးပြပြီးရောင်းခဲ့မယ်ဆိုရင်တော့ဟိုမှာနော်ခင်ဗျားတို့တွေကတိတော့ပုံမှာကြောက်မျိုးလည်းမနိုင်ဘူးဘလို့မှလည်းကောင်းကောင်းပုံပုံကြီးလို့လည်းမလွယ်ဘူးလေနော်ဆိုတော့ရောင်းသူကတာလည်းမိမိရောင်းရဖို့ထဲမှန်သောစကားလေးတွေနဲ့ကောင်းချင်းလေးတွေနဲ့ပြောပြတာပိုကောင်းတယ်ပြကြတော့စကားတ ခွင်နိုင်တစ်ခွင်နိုင်ဒီကြောင်မျိုးကောင်းလဲဆိုရင်ခါတော့အနည်းဆုံးရှိရမယ်အဲ့ဒီလူမျိုးဟိုမျိုးလေးနဲ့ကျွန်တော်တို့ကိုမိမိပတ်စံရှိဖို့တဲ့ကိုရင်းစံတရားရှိပြီးတော့ကိုရဲ့ဇကားတစ်ခွင်နိုင်တစ်ခွင်နိုင်အမခံချက်ဘာညာရှိလားဆိုတာလဲမေးကြည့်เนาะခင်ဗျားတို့ကပတ်စံပြီးဝင်ရတာလိုင်းပေါ်မှာဆိုရင်တိတော့ပေါ်မှာဆိုရင်ခင်ဗျားတို့ဘာမှမြင်ရတာမဟုတ်ဘူးအပြင်မှာတောင်မှအကုန်လုံးတောင်းစီအောင်ကြည့်ပြီးတော့ အကြောင်းမျိုးတန်းကိုခွဲခြားသတ်မှတ်ရတာဆိုတော့ကြတော့ခရုဆိုင်နိုင်ကြပါစေเนาะမိထိုးပြမယ်เนาะမိထိုးပါပါเนาะဒါလေးကကျွန်တော်နောက်ဆုံးဗီဒီယိုလေးပေါ့เนาะနောက်ဆုံးဗီဒီယိုလေးခုနမှအားလို့ပါเนาะဒါဒါလေးကမီးရှက်ထိုးပြလိုက်တာเนาะဒါမီးထိုးနီးလေးပေါ့เนาะကင်မရာထဲမှာเนาะမက်ခိုးလေးလည်းနှုတ်ထားတယ်เนาะဒီကိတားလို့လို့ပါတော့လည်းเนาะဒါမက်ခိုးနှုတ်လိုက်တော့လက်ဟိုအရင်ကလာတက်တာပေါ့เนาะခန်းကြီးကလည်းကျွန်တော်တို့မှတ်လေးလေးတက်တယ်ပေါ့လေเนาะအဲ့ကြတော့ခင်ဗျားတို့ပြောရမယ်ဆိုရင်เนาะ ဟိုဒါကတော့ကျွန်တော်ရှေ့ရပြောခဲ့တယ်လို့ပေါ့နော်အနာတွေလည်းဝင်တယ်ပေါ့နော်ရုပ်နာတွေနော်ရုပ်နာဆိုငါ6မြင်လေးတို့ဒီမှာအနာတွေနော်အမြုပ်တွေလည်းဝင် ဝင်နေအဲ့ဒါကတော့ကျွန်တော်ခုနရှေ့ရဗီဒီယိုဖိုင်လို့ပြောခဲ့တယ်လို့ပေါ့เนาะအခွန်ပေါ်မှာဖြစ်တည်နေတဲ့ဟိုခွန်ပါတဲ့အတွေ့အကြုံရောเนาะအခွန်ပြောရမယ်ဆိုရင်တော့အခွန်လေးကမရင်းတဲ့အတွေ့အကြုံပေါ့เนาะငကြီးတွေကနေပြန်ပြီးတော့မြင်ပြီးတော့ဖွာထွက်တာပေါ့เนาะအဲ့ဒါလေးတွေတော့ကျွန်တော်ရှိမှာเนาะအဲ့မပြခဲ့ပြီပေါ့เนาะအဲပြောချင်တာကတော့ဗျာခင်ဗျားတို့ကိုကျွန်တော်ဒီဥစ္စာကိုဥပမာဟိုရောင်းသူကပေါ့เนาะဒါလေးကတော့ကျွန်တော်ရောင်းတော့မယ်ဗျာရောင်းတော့မယ်ဆိုကျွန်တော်ကနေပြီးတော့လောဘတက်ပြီးတော့ခင်ဗျားတို့ကိုကျွန်တော်မြတ်ပြီး တော့ဆိုရင်ဒီလိုလေးပဲပြပြီးတော့9000နဲ့ရောင်းလိုက်ရင်ခင်ဗျားတချို့အာယုံတက်ပြီးတော့ဝယ်ချင်ဝယ်လိမ့်မယ်အဲ့ကြတော့နားလေသူတွေတော့မပါဘူးเนาะနားမလဲတွေသူတွေအတွက်ဒီတန်ကျွန်တော်ကနေဒါဝယ်မြားတဲ့သဘောပေါ့เนาะဆိုတော့ကြတော့ဒါကခင်ဗျားတို့9000နဲ့ဝယ်လိုက်ပြီးဆိုတာနဲ့ခင်ဗျားတို့လှုပ်ချက်လှုပ်ွက်ဖြတ်ပြီးအပွင့်လဲရမယ်ဘာညာပေါ့ဗျာကျွန်တော်ကရှောက်ပြောဘာညာစမ်းနေဘာညာပြောလဲလို့ရှိရင်ခင်ဗျားတို့ဒါ9000ဝယ်လာဝယ်လိုက်ပြီဗျာဝယ်လိုက်ပြီးဆိုဒီအတိုင်းဘာမှမလုံနဲ့ဥပမာเนาะလုံးစွတ်ပဲဖြစ်လုံးလုံးောက်ကိုပြောတာเนาะလုံးောက်ကို ပြောတာเนาะငောင်းရောင်းခဲ့တယ်ဆိုရင်ပြောပါเนาะဒီတိုင်းဘာမှမလုံးနဲ့ခင်ဗျားတို့နားနားလေတဲ့သူဒီဘီနာမပတ်ဝန်းကျင်မှာမေးကြည့်ဒါမှမဟုတ်ရင်လည်းပွဲတိုက်ကြည့်เนาะပွဲတိုက်ကြည့်တဲ့အခါမှာအဲ့9000တဲ့အထက်9000ကိုကဈေးဆွဲပေါ့ဒါမှလည်းရောင်းတတ်မှာပဲမျိုးเนาะရောင်းရောင်းဝင်ဆိုတတ်မှာပဲအဲ့ကြတော့ခင်ဗျားတို့6000 9000နဲ့ရောင်းရတယ်ဆိုရင်ရောင်းသူကခင်ဗျားတို့အပေါ်ကိုကြည့်တယ်ပြောမျိုးခြံရောင်းနေပေါ့ဗျာဒါလုံးကောက် စနစ်ကိုပြောရအောင်เนาะခြံရောင်းပေးတယ်ခင်ဗျားတို့အတွက်ပေါ့เนาะအဲ့လိုမျိုးလူတွေနဲ့အမြဲတမ်းချိတ်ဆက်ပြီးတော့အမြဲတမ်းရှိလို့လက်တွဲလောက်ကိုင်းမှာရောင်းနေသူဆိုတာလည်းဒီအတိုင်းအကြောင်းတိုင်းကဆယ်လုံးပြဆယ်လုံးအကုန်ရမ်းညက်ပြီးအကုန်ကောင်းနေတာပဲဆိုတော့ကြတော့ရှေ့ကပြောခဲ့တယ်လို့ပဲကြောင်မျိုးတန်းကောင်းတယ်လို့ပြောလိုက်တာနဲ့ခါတော့အနည်းဆုံးရှိရမယ်เนาะအဲ့ကြတော့ခင်ဗျားတို့ရောင်းကြည့်9000ရာ9000ထက်ကျော်လို့ ရှားခဲ့တယ်ဆိုရင်ခင်ဗျားတို့ပုံကြည့်တယ်အကယ်၍9000အတောင်မပေးဘူးတထောင်တောင်ပဲပေးတယ်အာဒီတချို့ဆိုရင်မကြည့်ဘူးဖယ်ပလိုက်တယ်ဆိုရင်တော့သုံးသက်လေးလာဥမာကြောင်မျိုးနှုတ်တယ်နားလေတယ်သူကပြောတယ်ဆိုရင်လေကွန်လို့လည်းမရဘူးဖြတ်လို့လည်းမရဘူးစီးတဲ့နဲ့ကြောင်မှစီးရတာတချို့ဆိုရင်လည်းဖြတ်တဲ့နဲ့ကြောင်မှဖြတ်ရတာကွန်တဲ့နဲ့ကြောင်မှကွန်ရတာအဲ့ဒီတွေ့ကြောင်မှအဆဆဲရတတိအတိပညာလေးနဲ့စင်ချင်းမှာကန်ဆိုတာကတော့900ခန့်တောင်မရှိပါဘူးเนาะပထမဆုံးတိအချက်ကတော့ဘာကြောင့်ဝယ်ရတယ်လဲဆိုတာကျွန်တော်တို့ ကိုဝေပြီးဆိုရတယ်ကိုကိုမေးပါเนาะအဲ့ဒါလေးတွေကိုတော့ကျွန်တော်ဝေမျှခြင်းပါတယ်เนาะအလုံးမဲ့ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်เนาะကျွန်တော်လည်းကြောက်ကတော့နည်းနည်းပဲပဲလောက်တာပါအများကြီးမလုပ်ဘူးเนาะကိုတခြားလုပ်ငန်းမဲ့လောက်တာများပါတယ်ခင်ဗျာ